ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပခဲ့တဲ့2014နိုင်ငံတကာအလှမဲ့ပြိုင်ပွဲဝင်မြန်မာအလှမဲ့မေဘရန်နီတော်ကိုဂျပန်နိုင်ငံခီးသွွားမြစ်နေဆိုင်ရာတန်မတ်ကြီးဖြစ်ခန့်လိုက်ပါတယ်။ဒီသင်းကိုတော့ကိုမောင်ကတိဆက်ထားတာပါ။ Miss Myanmar ဂျပန်နိုင်ငံတိုကျိုမြို့မှာနိုဝင်ဘာလ17ရက်နေ့ကနောက်ဆုံးစုပေးဝဲကျင်းပခဲ့တဲ့54ချိန်မြောက်နိုင်ငံတကာအလှမယ့်ပြိုင်ပွဲဝင်မြန်မာနိုင်ငံကိုစားပြုအလှမယ့်မေဘရန်နီတော်ကိုဂျပန်နိုင်ငံခရီးသွားမြင့်တီးဆိုင်ရာတန်မတ်ကြီးဖြစ်ခန့်အပ်လိုက်ပါတယ်54ချိန်မြောက်နိုင်ငံတကာအလှမယ့်စုကိုပျူတိုရီကိုနိုင်ငံအလှမယ့်ကစုခူးရရှိသွားတာပါသူ့အနေနဲ့ဒီပွဲမှာဘာစုမှတော့မရခဲ့ပါဘူးသူ့အနေနဲ့တော့အစွမ်းကုန်ကြိုးစားခဲ့ပါတယ်လို့မြန်မာနိုင်ငံကိုစားပြုအလှမယ့်မေဘရန်နီတော်ကပြောကြားခဲ့ပါတယ် ောင်းပေါ့နော်စိတ်လှုပ်ရှားခဲ့ရတယ်ပြီးတော့စင်ပေါ်မှာပေါ့နော်ကိုနိုင်ငံကိုစားပြုအနေနဲ့သွားတဲ့အတွက်လဲပေါ့နရံကိုခုံယူမိတယ်ပျော်လဲပျော်မိပါတယ်ဒီမှာပေါ့နော်စုမရခဲ့ပင်မကွတ်နိုင်ငံကိုတောင်းဝင်မကြေဘူးလို့တော့ခံစားရတယ်ပေါ့နော်ဒါပေမဲ့ဟိုအရန်ကိုခုံယူပါတယ်စင်ပေါ်မှာငါအနေနဲ့အစွမ်းကုန်ပေါ့နော်အကောင်းဆုံးကြိုးစားခဲ့ပါတယ် မစ်မြန်မာအင်တာနေရှင်နယ်2014ဖြစ်အလှမဲ့ခင်ွေဖြိုးဟန်ကရွေးချယ်ခြင်းခံခဲ့ရပြီမဲ့အသက်18နှစ်ပြည့်မှုလိုအပ်နေတာကြောင့် First Runner App စုရသူအလှမဲ့မေဘရန်ဒီတော်ကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ပင်ခွဲကမ္ဘာအဆင့်တန်းနဲ့ဆိုတတိယအဆင့်မှာရှိတယ်ပေါ့နော်။ Miss Universe ပြီးလို့ရှိရင် Miss World ပြီးရင်ဒီ Miss International ဒါဒီနှစ်မှာဆိုရင်လည်း54နှစ်မြောက်ရှိပြီးတော့ဝင်ရောက်ရှင်ပြိုင်တဲ့ contestant 83ဦး83နိုင်ငံကိုကိုစားပြုတာ ီ Miss International Contest ရဲ့တမိုင်းမှာအများဆုံးလို့ကျွန်တော်တို့သိရပါတယ်ဒီပြိုင်ပွဲဟာနိုင်ငံတကာနယ်ပယ်သီးသီးကနာမည်ကျော်တွေကအကဲဖြတ်တိုင်တွေအဖြစ်တက်ရောက်ခဲ့ပြီးကမ္ဘာတတိယအဆင့်မြင့်ဆုံးနဲ့နိုင်ငံတကာအလှမယ်အများဆုံးလာရောက်ရှင်ပြိုင်တဲ့ပွဲလေးဖြစ်ပါတယ် Miss International Beauty Pageant ကို Okinawa ကျွန်းမှာ2012ခုနှစ်ကအလှမယ်နန်းခင်စရာကမြန်မာနိုင်ငံကိုစားပြုပထမဆုံးစတင်ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီး2013မှာတော့အလှမယ်ဂုံကြီးအေကျော်ကဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ် 2014နိုင်ငံတကာအလှမယ်ဆုကိုတော့ပျူတိုရီကိုနိုင်ငံကရရှိသွားတာပဲဖြစ်ပါတယ်ကျွန်တော်ကိုမောင်ပါ